အလုံးမင်္ဂလာပါရှင်ကျွန်မဆွေးနွေးပေးသနေရလေးဟာ temperament နဲ့အကြောင်းလေးပေါ့နော်ကျွန်တော်တို့ personality ဆိုတဲ့ကိုယ်ကြီးကိုယ်သွေးတွေနဲ့သက်ဆိုင်နေတဲ့ပင်ကိုယ်စီပင်ကိုယ်စီရဲ့လက္ခဏာတွေအကြောင်းကိုဆွေးနွေးပေးနေခြင်းဖြစ်ပါတယ်မနေ့တော့အဆိုရင်ကျွန်တော်တို့ဟိုအုပ်စုကြီး၅စုကိုဆွေးနွေးခဲ့တယ် open mind နေရှိမယ် conservative တွေရှိမယ် agreeable တွေရှိမယ် disagreeable တွေရှိမယ် uptight တွေရှိမယ် stable တွေရှိမယ်နောက်တစ်ခုကကြတော့ကျမတို့ conscientious ဆိုတာရှိမယ် နောက်တကခရလက်ဆိုပြီးတော့ရှိမယ်ဆိုပြီးအုပ်စုကြီး၅စုကိုကျွန်မဆွေးနွေးပေးခဲ့ပါတယ်အဲအဲ့ဒီအုပ်စုကြီး၅စုရဲ့အသေးစိတ်ကလေးကိုယနေ့ထပ်ပြီးတော့ကျွန်မဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ရှင်အဲဒီမှာဆိုရင် open mind ပွင့်လင်းသောစိတ်ဓာတ်ရှိတဲ့အသေးအစမ်းတွေကိုလက်ခံနိုင်တဲ့စိတ်ဓာတ်ရှိတယ်အဲဒီ open mind နေရာကြတာသူတို့မှာဖန်တီးနိုင်တဲ့စွမ်းအားတွေရှိတယ်တီထွင်နိုင်တဲ့ပေါ့ဒီ open mind သမားတွေကနောက်တစ်ခုမေးခွန်းထုတ်လို့ရှိတယ် အကြောင်းအရာတွေကိုစူဇန်မင်းမြန်းလို့တဲ့ဟိုဇယလက္ခဏာလေးတွေရှိတယ်။ဒါတွေကကောင်းတဲ့ဇယလက္ခဏာတွေပေါ့နော်။နောက်တစ်ခါအနုပညာကိုလည်းစိတ်ဝင်စားတယ်တဲ့။ဂီတတွေ၊ပကြီးတွေ၊စာပေစတဲ့ပေါ့နော်။အနုပညာနဲ့ဆိုင်တဲ့ကိစ္စတွေဆိုရင်သူစိတ်ဝင်စားတယ်ဒီ open mind သမားတွေက။နောက်တစ်ခုကကြတော့ခန်းစားမှုကိုပွင့်လင်းတယ်မိမိစိတ်ထဲမှာရှိနေတဲ့အရာကိုခန်းစားမှုကိုပွင့်ပွင့်လင်းလင်းပြောတတ်တယ်မိမိရဲ့ခန်းစားချက်တွေကိုလွတ်လပ်စွာဖွင့်ရနိုင်တဲ့ တဲ့ဇဲလက္ခဏာလေးရှိတယ်တဲ့ open mind တမားတွေကကြတော့ now open mind တွေကကြတော့စွန့်စားလိုစိတ်တွေရှိတယ်စွန့်စားမှုကိုစိတ်ဝင်စားတယ်အဲဒါ open mind တွေရဲ့လက္ခဏာတွေပါနောက်တစ်ခု open mind တွေကကြတော့တိကျနိုင်စွမ်းတွေလည်းရှိတယ်မတူကွဲပြားမှုကိုလည်းလေးစားလက်ခံနိုင်တယ်ဘာလို့မတူ क्वे ပြမှုကိုလေးစားလက်လက်ခံနိုင်တဲ့သူတွေဖြစ်ရမယ်။ဘာလို့လို့ဆိုရင်ကျမတို့ရဲ့နိုင်ငံကိုပဲလူမျိုး क्वे တွေအများကြီးပဲ။လူမျိုး क्वे တွေများတယ် ဒီလိုမျိုးခွဲတွေများတာဖြစ်တဲ့အတွက်မတူညီတဲ့ဇယိုက် temperament တွေပေါ့နော်မတူညီတဲ့ဇယိုက်လက္ခဏာတွေကရှိနေမယ်။ဒါကြောင့်လည်းမတူကွဲပြားမှုကိုလေးစားလက်ခံနိုင်တဲ့သူတွေဖြစ်ရမယ်ဆိုတာ open mind တွေရဲ့ဇယိုက်လက္ခဏာတွေပါ။ဒါကြောင့်တိကျနိုင်စွာလည်းရှိတယ်မတူကွဲပြားမှုကိုလည်းလေးစားလက်ခံနိုင်ကြတယ်တဲ့။နောက်တစ်ခုစိတ်ကူးယဉ်တယ်။ဇလန်းဆန်ပြီးတော့စိတ်ကူးယဉ်တတ်တဲ့သူတွေလည်းဖြစ်သေးတယ်တဲ့ open mind သမားတွေက။အဲဒါတွေကတော့ open mind တွေရဲ့ပေါ့နော်ဒါ ဟိုဇေယျလက္ခဏာလေးတွေပါအနောက်တစ်ခုကကျတော့သူကပျော်ပျော်နေတဲ့တေးတဲ့ရေစင်ရီပျော်ပျော်ရွှင်မှုတွေကိုဖန်တီးလိုတဲ့သူတွေလည်းဖြစ်တယ်တဲ့ open mind တွေရဲ့ဒါ temperament တွေကအင်မတန်ကိုကောင်းတဲ့လက္ခဏာတွေပဲဟုတ်ပြီ okay ဒါဆိုရင်ဒီလိုမျိုးလက္ခဏာတွေနဲ့ပေါ့နော်မိမိမှာရှိရမိမိရဲ့မိမိပြုသူစားကြောက်ရတဲ့ကလေးတွေဒါအကြောင်းသားလူငယ်လေးတွေမိမိပတ်ဝန်းကျင်မှာရှိရသူတွေဟာဘလို temperament တွေရှိနေတာတော့ဆိုတာလေးကိုလေ့လာသုံးသပ်လို့ရသွားပါပြီ အဲ့တော့လူတွေကတယောက်နဲ့တယောက်မတူညီကြဘူးအပြုမှုတွေမတူညီကြတာဘာလို့လို့ဆိုရင် personality ဆိုတဲ့ကိုယ်ကြီးကိုယ်သေးတွေမတူလို့ဒီကိုယ်ကြီးကိုယ်သေးတွေနဲ့ဆက်ဆိုင်နေတဲ့ temperament တွေကလည်းလေလာဖို့လိုအပ်လို့ကျွန်မကနေဆွေးနွေးပေးနေခြင်းဖြစ်ပါတယ်။နောက် temperament တကူကိုဆက်လက်ဆွေးနွေးပေးသွားပါမယ်။ဒါကကြတော့ conservative တွေဒီ conservative တွေကကြတော့သူတို့ကကြအသစ်စမ်းတွေကိုဟိုလက်မခံလို့ရှေးယူဆွဲဆန်တယ်ပေါ့နော်။သူတို့တွေကဟိုရှေးယူဆွဲဆန်တဲ့အပြုမှုတွေရှိတယ်။ အဲအဲ့လိုအပြုတ်မှုတွေကြောင့်လဲသူတို့တွေကဒီလိုပေါ့နော်ကိုစားဒီ conservative ဖြစ်တာပေါ့နော်နောက်ပြီး policy ကိုဖြစ်အောင်လုပ်ဆိုလို့ရှိရင်ဖန်တီးနိုင်မှုကင်းနေတဲ့တီထွင်မှုအားနေအားနေတယ်တီထွင်လို့စိတ်မရှိဘူးပေါ့နော်သူတို့တွေကကြတော့ conservative တွေကကြတော့ပေါ့နော်အဲနောက်တစ်ခုပါရှိမလို့ဆိုလို့ရှိရင်မိခိုးမထုတ်တတ်ဘူးလေသူများပြောတာပဲငြိမ့်ပြီးနားထောင်နေတာအရာရာကိုလက်ခံပြီးစူးစမ်းလေးလည်းမရှိဘူးတဲ့စူးစမ်းတတ်မှမိခိုးနေရထုတ်တတ်မှာဟုတ်ဒီ conservative တွေကကြတော့မိခိုးလည်းမထုတ်တတ်ဘူးတဲ့ နောက်ပြီးတော့အမှုပညာကိုစိတ်မဝင်စားဘူးတဲ့ဂီတတွေပကြီးတွေဟာမခံစားရပါဘူးပေါ့နော်စားတဲ့အမှုပညာနဲ့ဝေးကွာတဲ့သူတွေဖြစ်တယ်တဲ့ကိုစားပေးတစ်တရားနောက်တစ်ခုကစိတ်ကံစားချက်ကိုဖွင့်ရမှုမရှိဘူးသိုးသိထားတာကိုခံစားချက်ကိုဖော်ပြလိမ့်မရှိဘူးတရွတ်ဝတ်တတ်တယ်တဲ့နောက်တစ်ခုကကြတော့ကျမတို့အလေးအထအတိုင်းလုပ်ကြနေတယ်တဲ့ပြောင်းလဲမှုကိုရှောင်ပြီးတော့ပုံစံနီးလန်းတွေကိုသာလိုက်နာတတ်တယ်တဲ့ ကစားပေးတဲ့ဒီရဲ့ဇဲလက္ခဏာလေးတွေပါရှင်အလေးထားတိုင်းလောက်ကိုင်းနဲ့ပြောင်းလဲမှုကိုရှောင်ပြီးတော့ပုံတင်နီးလန်းနေကိုပဲလိုက်နာတယ်တဲ့နောက်တစ်ခုကတီးခန့်တတ်မှုမရှိဘူးတဲ့ကွဲလွဲမှုကိုလည်းလက်ခံနိုင်သောစိတ်ထက်သန်မှုကင်းနေတဲ့ဒါဆိုလို့ရှိရင်တီးလီးခန့်တတ်မှုလည်းမရှိဘူးတဲ့ဒီကစားပေးတဲ့ဒီရှေးဥစံတာကိုသူတို့ကမပြောင်းလဲခြင်းမှုဆိုတော့လေနောက်တစ်ခုကကြတော့စိတ်ကူးယဉ်မှုမရှိဘူးတဲ့အချင်းနဲ့ပတ်သက်ပြီးတော့စိတ်ကူးယဉ်မှုနည်းပါးတယ်တဲ့ဒီကစားပေးတဲ့ဒီရဲ့ဇဲလက္ခဏာလေးတွေပေါ့နော် နောက်တစ်ခုကတမယိုးကျဖြစ်တဲ့အစင်လာတွေလူမှုစံနှုန်းတွေကိုသာလိုက်နာတယ်တဲ့တမယိုးကျဒါရှေးဟိုးဆွဲစံနာပေါ့နော်ကျမတို့အဲလူအဖွဲ့စည်းနဲ့စံနှုန်းတွေကိုဒီလူတွေကကြတော့ conservative တွေကကြတော့တိတိကျကျလိုက်နာတယ်အဲ့ဒါလေးတွေကလည်းဒါ conservative တွေကကောင်းတဲ့ check လေးတွေပေါ့နော်ဒါစံနှုန်းဆိုတော့လူမှုစံနှုန်းတွေရှိရဒီစံနှုန်းတွေကိုလိုက်နာကြရမှာလေတယောက်ရဲ့စံနှုန်းတွေရှိတယ်အဲ့ဒါတွေကိုလိုက်နာဖို့ဆိုတာလိုအပ်တယ် အဲဒါကြတော့ကွန်ဆာဗေးတစ်တွေရဲ့ဇဲလက္ခဏာလေးတွေပါတမင်ရိုးကြရှိရပေါ့နော်သူတို့ကတော့အများန်းသူတို့ရဲ့ဇဲလက္ခဏာလေးဒါဆိုရင်ဘလူးဇဲလက္ခဏာလေးတွေရှိတုံးဆိုတာလေးကိုချိန်ထိုးကြည့်လို့ရအောင်လို့ဆွေးနွေးပေးခြင်းဖြစ်ပါတယ်ကျွန်မ now temperament တစ်ခုကိုသွားခွင့်ပြုပါ now temperament တစ်ခုကကြတော့ကျွန်မတို့ဒီမှာဆိုလို့ရှိရင် extrovert တွေရောက်တာပြီ extrovert ကကြာတော့သူကတာဝန်ကြီးတယ်စနစ်တကျအလုံးလုံးတက်တဲ့သူတွေလူမှုဆက်ဆံရေးကောင်းတယ်သူတို့ကပုံမှန်ဘွင်းဘွင်းပြော်သမားတွေကို လူများနဲ့အတူနေရတာကိုနှစ်သက်တယ်လူများကြီးနဲ့အလိုလိုရတဲ့လုပ်တွေဆိုသူအင်မတန်ပျော်ရွှင်နေတာပေါ့ဒီ extrovert တွေကကြတော့စကားများတယ်သူစကားတချို့ဆိုစကားကိုပြောဖို့ပြောနိုင်လွန်းတာဟိုကျောဆိုအဲ့ထဲမှာမပါဘူး extrovert ထဲမှာလုံးဝမပါဘူးစကားတွေအများကြီးမပြောတတ်ဘူးခုခုလိုမျိုးအခြေအနေဖြစ်မှာလားကျွန်မစကားတွေအများကြီးပြောဖြစ်တာအကြောင်းသူဘဝတော့ဆိုငြိမ်ငြိမ်လေးပဲနေတတ်တဲ့သူမျိုးလေး extrovert အပေါင်းအသင်းလည်းအများကြီးမရှိဘူးပေါ့နော် ဟိုအဲ့လိုမျိုးအများကြီးနဲ့ရောနေရတာကြီးကိုတိတ်ပြီးတော့ဟိုမကြိုက်ဘူးပေါ့လေအဲ့လိုမျိုးဒီလက္ခဏာရှိရပေါ့ဒါမျိုးလေးတွေကိုကျွန်တော်တို့သုံးသပ်ကြည့်လို့ရအောင်လို့ဆွေးနွေးပေးခြင်းမှာ introvert တွေကကြတော့စကားများတယ်စကားပြောတာကိုဝါသနာပါတာသူစီဘတ်စီကဘတ်ကိုငိုပြောတတ်တာတော်တော်တော်ပါရဲ့အပြောများတတ်တဲ့သူမျိုးတွေဖြစ်တယ်တဲ့ဒီ introvert တွေကပေါ့နော်နောက်တစ်ခု introvert တွေကလူမှုရေးမှာရဲရင်တယ်ဟိုလူမှုရေးကိစ္စရေးလုပ်ရင်သူတို့ ရရရရမတတကြကြလောက်တဲ့လူအများကြီးမှာမကြောက်မရွံ့ဆက်ဆံတတ်တယ်။အဲ့လိုမျိုးရှိတယ်။ဒါ extrovert တွေပေါ့နော်။အဲဆွရင် ပြေးသွားတယ်။သူတို့ကလမ်းစမ်းတက်ကြွနေရပဲ။အာရင် ပြေးသွားနေ။အာရင်ပြည့်ပြည့်နေအလုံးလုံးတက်တဲ့သူမျိုးတွေဖြစ်တယ်တဲ့။ extrovert တွေကနောက်တစ်ခုအပေါင်းအသင်းပြုတ်လို့တယ်။နောက်တစ်ခါသူငယ်ချင်းဖွဲ့ပြီးလူများနေရင်းနှီးလွယ်တယ်တဲ့။နောက်တစ်ခုကကြတော့ခိုင်မာသောသဘောထားရှိတယ်။မိမိအမြင်ကိုရဲရဲစွာဖော်ပြတတ်တဲ့သူတွေဖြစ်တယ်တဲ့။ နောက်လိမ္မာယင်ကြီးတယ်ကျေးဇူးတုံ့ပြန်တက်ပြီးတော့ရိုင်းဆိုင်မှုကင်းတဲ့သူတွေလည်းဖြစ်တယ်တဲ့ extrovert တွေကနောက်တစ်ခု extrovert တွေကကြတော့စိတ်လို့ရှားမှု ရှားဖွေတတ်တယ်အနေရနဲ့စွန့်စားမှုတွေကိုစိတ်ဝင်စားတယ်တဲ့ extrovert တွေကစိတ်လို့ရှားမှုတွေကိုရှားဖွေတတ်တယ်အနေရနဲ့စွန့်စားမှုတွေကိုရှားဖွေစိတ်ဝင်စားတယ်ဟိုဒါတော့ဘယ်လိုလဲသူတို့ရဲ့ဒါသူစွန့်စားမှုကိုလိုချင်တော့အနေရဆိုတာလေးကလည်းတွဲပါလာနိုင်တယ်လေဒါပေမဲ့ဒီအနေရကိုမဖြစ်အောင်ဘယ်လိုကာဝယ်မလို့ဆိုတာကတော့မိမိရဲ့အသိဉာဏ် အတွေ့အကြုံဉာဏ်ပညာနဲ့အဓိကဆိုင်တာပေါ့နော်။ဒါပေမဲ့ဒီ extrovert တွေကကြတော့အဲ့လိုစွန့်စားမှုတွေကိုစိတ်ဝင်စားတဲ့သူတွေဖြစ်တယ်။ဆရာထက်ထက်တန်တန်လှုပ်လှုပ်တက်တဲ့လုပ်ငန်းတိုင်းမှာတက်ကြွကြပါဝင်လှုပ်ဆောင်တတ်ပါရဲ့။ဒါဆိုရင်ကျမတို့ extrovert ကစန့်ကျင်ပဲ introvert ကိုကြည့်အောင်။ introvert သမားတွေကကြတော့ဗျံပဓာပဲဂယူလည်းမဆိုင်ဘူးဘ누구မှအလေးလည်းမထားဘူးလူများနဲ့အချင်းချာနေရာချင်းတဲ့တကူကြီးနေရတာကိုနှစ်သက်တယ်တဲ့ extrovert introvert တွေကပေါ့နော်။ နောက်တစ်ခုရှက်တက်တယ်တဲ့လူများကြမှာစိတ်မသက်မသာဖြစ်တတ်တယ်မရဲရင်မူတဲ့ဟိုပွဲလည်းမတည်သူတို့ကကြတော့လူများကြီးနဲ့နေရှေ့ထွက်စကားပြောဆိုမပြောလို့ကြဘူးပေါ့နော်ဒါမျိုးတွေက extrovert တွေရဲ့လက္ခဏာတွေပါနောက်တစ်ခုစိတ်ငြိမ်နေတဲ့စကားနဲ့ပြီးအတန်ကြဲကြဲလည်းမပြောတတ်ဘူးတဲ့ဒီဒီဒီက introvert တွေကပေါ့နော်နောက်တစ်ခုကစိုင်းရင်နေပါတယ်သူမှလုံရင်ဖြည်းဖြည်းလေးတုံချီတုံချီနေပေါ်တော့လုံးလုံးလို့ရှိရင်တော့သူများရဲ့လိုတွတ်တွတ်ကြွကြမရှိဘူးပျော်ရွှင်မှုသဘောမဟုတ်တက်ကြွမှုနည်းတယ်တဲ့ introvert သမားတွေကပေါ့နော် introvert တမားတွေကလမ်းကြောက်တာအဆမ်းမှာဖြည်းဖြည်းလေးတွေသူများရဲ့တက်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 နဲ့တွားရဲသူကဖြည်းဖြည်းပဲပေါ့နော်ဒါ introvert တွေရဲ့ဇာတ်လက္ခဏာရဲ့ temperament နေပေါ့နော်နောက်တစ်ခုတီးတတ်နေတယ်တဲ့လူမှုဆက်ဆံရေးမှာရှောင်ဖယ်လေးရှိတယ်တဲ့လူများနဲ့လှုပ်ဆောင်ရမယ့်လူတွေလူမှုဆက်ဆံရေးတွေမှာသူကရှောင်ဖယ်ရှောင်ဖယ်လုပ်တတ်တဲ့လေထရှိတယ်တဲ့ introvert တွေအကြနောက်တစ်ခုလှုပ်ဆောင်မှုကိုမျှဝေလေးမရှိဘူးတဲ့မိမိမှာရှိတဲ့ခံစားချက်တွေမိမိရဲ့အသိပညာတွေကိုမျှဝေမှုမျှဝေလေးမရှိဘူးတဲ့ခံစားချက်နဲ့အတွေးအမြင်တွေကိုဖွင့်ရလေးမရှိဘူး။ तू आ तू ပဲ သူ့ရဲ့အတီထဲမှာပဲတိုးဝက်ထားတာပေါ့နော် introvert တွေရဲ့လက္ခဏာနောက်တစ်ခုရိုင်းဆိုင်နေတဲ့တခါလေကျရင်သူကရိုင်းရိုင်းဆိုင်ဆိုင်ထက်လောက်တဲ့တဲ့ရင်ကျေးမှုနဲ့လိမ္မာပန်းနက်မှုကင်းမဲ့တယ်တဲ့ဒီလိုမျိုးပြောလိုက်လို့မိမိအတွက်အဲအဲအန်ရရှိနိုင်တယ်မိမိအတွက်မကောင်းဘူးဆိုတာလေးကိုမထက်တွယ်ဘူးပေါ့နော်သူတို့ကဟိုရင်ကျေးမှုနည်းပါတယ်လိမ္မာပန်းနက်မှုလည်းကင်းမဲ့နေတယ်တဲ့ဒါအင်ဒါ introvert တွေရဲ့ဇယလက္ခဏာလေးတွေပါနောက်တစ်ခုကြောက်ရွံ့တတ်တယ်စိတ်အားငယ်တတ်တယ်ဝင်လေးတယ်တဲ့ ဝင်လေးတက်တယ်ပေါ့နော်သူတို့တွေဆေးရငယ်ပြီးစွန့်စားရံဝင်လေးတက်တယ်တဲ့အဲဒါအေးဒီနေ့မှလဲကျွန်မဆွေးနွေးပေးရပေါ့နော်ဒါဇယိုင်းလက္ခဏာတెంပရီမန့်ကအုပ်စုကြီး၅စုရှိရလေနှစ်ခုရဲ့အကြောင်းကိုကျွန်မဆွေးနွေးလို့ပြီးသွားပြီအဲဆွေးနွေးလို့ပြီးသွားပြီအုပ်စုကြီး၅စုရှိရဲဆိုတာကိုလဲကျွန်မပြီးခဲ့တဲ့နေ့ရပေါ့နော်ဟိုပထမအုပ်စုနေ့ကကျွန်မဆွေးနွေးခဲ့တယ်အဲဘာတွေရှိတုံးဆိုလို့ရှိရင်ကျွန်တော် ဒါလေးကိုပြန်ပြီးတော့နှစ်နှစ်ခါနားထောင်ရတော့နှစ်ခုနှစ်ပို့ပြီးတော့မှတ်မိရပါတော့เนาะအဲဘာရရှိမလို့ဆိုလို့ရှိရင် तू က open mind ပွင့်လင်းတဲ့ဇေလက္ခဏာရှိရဲ့သူတွေရှိမယ် conservative ရှေးရဆန်ရှေးရဆန်တဲ့သူတွေပေါ့เนาะရှေးရဆန်တဲ့ဇေလက္ခဏာရှိရဲ့သူတွေရှိမယ် conscientiousness တာဝန်သိတဲ့တာဝန်ကျေပြွန်တဲ့သူတွေရှိမယ် careless ဘယ်အောင်မှအလေးနဲ့ဒါကယူမဆိုင်တတ်တဲ့သူမျိုးတွေရှိမယ်ပြီးရင်ကျမတို့ agreeable သဘောတူလွဲတဲ့သူတွေ disagreeable သဘောတူအားမဟုတ်ဒါခက်ခဲတဲ့သူတွေပေါ့နော်အားမျိုးတွေဆိုပြီးရှိမယ် now extrovert တွေဘူးမင်းပြောသမားတွေရှိမယ် introvert တတိတသက်နေထိုင်နိုင်နေထိုင်လိုတဲ့သူမျိုးတွေရှိမယ်နောက်တစ်ခုကကြတော့ဒါ stable ပေါ့နော် stable ကကြတော့တည်ငြိမ်အေးချမ်းတဲ့သူဇဲလက္ခဏာရှိတဲ့သူမျိုးတွေ နောက်တစ်ခုကကျမတို့ဒီသူ့ရဲ့ဆက်ညင်ဘက်က up type ပေါ့နော်နည်းနည်းလေးအနေငယ်ခက်ကြောင်ကြောင်နေတယ်သူကသူများနဲ့မတူတဲ့အတွေ့အကြုံတွေကိုတွေးတတ်တယ်ပေါ့နော်ဒီလိုမျိုးအုပ်စုကြီးငါးစုရှိရမှာကျမခုဆိုလို့ရှိရင်ကျမဆွေးနွေးပေးသွားတဲ့အကြောင်းဆွေးနွေးပေးသွားတာပေါ့နော်ဒီအုပ်စုရဲ့နှစ်စုရဲ့အကြောင်းပေါ့နော်နှစ်စုရဲ့အကြောင်းကိုကျမဆွေးနွေးပေးသွားဆွေးနွေးလို့ပြီးသွားပါပြီအဲစကနေ့ဆွေးနွေးခဲ့တဲ့အုပ်စုနှစ်စု ပြီးသွားပြီဆိုတော့ပေါ့နော်ဒီနေ့နှစ်ဆဆိုလို့ရှိရင်ကျမတို့ဒီဒီ open mind နဲ့ conservative ရဲ့နောက်တစ်ခုကကျမတို့ဒီ extrovert နဲ့ introvert တွေကြောင့်ကျန်ရှိနေတဲ့ temperament ရှိတဲ့အုပ်စု၃စုရဲ့အကြောင်းကိုနောက်နေ့မှာဆက်လက်ပြီးတော့ဆွေးနွေးပေးသွားမှာပါလို့ပြောကြရင်းနဲ့ကျမရဲ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်